မဲနုမဲနုသူကျွေးကြည့်ခဲ့ပါလားဟဲ့မဲနုသူကျွေးရှိရင်ကြည်အောင်ဆက်ရတယ်လို့ဆရာတော်ဥပုံမိတ်ခဲ့တယ်လို့နမ်းမတော်မဲနုတယောက်ဟိုကျွေးကြည်ကြည်ခဲ့ပြီလားယခုမြင်တွေ့နေရတဲ့နေရာကတချိန်ကသူမရဲ့ကောင်းမှုကုသိုလ်ပြုခဲ့တဲ့နေရာအလင်းကမ်းမှာဘုရားရှိခိုးမြတ်တာပို့ပြီးအမောင်ကမ်းမှာလူတက်နေခဲ့တဲ့သူမရဲ့အစ္စဒါဟာဘယ်လိုများရှိခဲ့ပါသလဲမဟာအောင်မြေပုံစံ မဲနုအုပ်ချုပ်ကြီးလို့အမည်ရှိခဲ့တဲ့ဒီချောင်းကြီးရဲ့ချောင်းဒိုင်ကမဖြစ်သူဟာကုံမောင်ခေရဲ့ဩဇာအာဏာကိုရခဲ့တဲ့အထွတ်အထိပ်မိဖုရားတစ်ပါးဖြစ်ခဲ့ပြီးတော့သူမရဲ့နာမည်ကိုရစ်ဆိုမိုံနေတဲ့အဖြစ်ပေးခဲ့တဲ့မိဖုရားတစ်ပါးဖြစ်ခဲ့တာပါနာမည်မှာနုပါဖို့မပြောနဲ့ပါဇက်ကနေနုပါတဲ့စကလုံးတစ်လုံးရောင်လို့ထွက်ခဲ့ရင်တော့မင်းကအသက်ခံရနိုင်တယ်။တာမန်မိသားစုဘဝကဆင်းသက်လာပေမဲ့ဒီနေ့မှာအေယော်ရီမြစ်ထဲရေစင်းချိုးနေတဲ့အချိန် ူမရဲ့ထမိန်ကိုစွန်တကောင်ကကြိုက်ချီသွားပြီးတော့တိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီထမိန်ကနန်းတော်ရဲ့အမိုးမှာသွားပြီးတော့ချိတ်နေတယ်။နန်းတော်မေနုဟာမြမသမိုင်းတွေကကုန်းမောင်ခေမိဖုရားတွေကရှမ်းရှမ်းတောက်ခဲ့တဲ့မိဖုရားတွေတဲကတပါးပြစ်ခဲ့ပြီးတော့နန်းတွင်အာနာလူပွဲအတွက်မင်းတုံးမင်းရဲ့သားတော်ကိုလှုပ်ချံမှုနဲ့ဆက်နွယ်နေတဲ့စင်ဗီမရှင်ရဲ့မိခင်ဖြစ်တယ်လို့တီဘုံမင်းရဲ့မိဖုရားစုဖုရားလက်ရဲ့အဖွားလေးဖြစ်ပါတယ်။ စကိုင်းမင်းနန်းဆင်းပြီးတော့မဟာတကြဒီဟဖះနီးမှာစံနန်းနေတဲ့ချိန်စကိုင်းမင်းနန်းပြန်ရရှိရေးအတွက်နန်းမတော်မေနုနဲ့စလင်းစားတို့ပေါင်းချံကြရာနန်းမတော်မေနုမှာဝန်ခံခဲ့တဲ့အတွက်မြမာတက်ကြဲ1200တခုနဲ့ကစုံလာစံ၁၂နှစ်နေတွင် ရေချခုမြတ်ခံရဖို့အမိန့်ချမှတ်ခံခဲ့ရပါတယ်နန်းမတော်မေနုဟာရေမှာဖြောက်ဖြက်ခံရမယ့်အမိန့်ကိုကြားပြီးတဲ့အခါမှာ သူမှလူတန်းနေတဲ့ အောင်မြေပုံစံကြောင်းမှာသတင်းသုံးနေတဲ့သူမအင်မတန်ယူသေးရတဲ့ဇရာတော်ဥပုပ်ကိုတွားရောက်ပူးမြော်ဖို့ခွင့်တောင်းပြီးတော့ဇရာတော်ကိုတွားရောက်ပူးမြော်ခွင့်ရတဲ့အခါဇရာတော်ကမင်းတို့သူကြွေးရှိရင်ကြည်ရတယ်ဆိုတဲ့စကားကိုကြားနာပြီးနောက်ဇရာတော်ကိုဥချကခေါ်ဆောင်ရာကိုလိုက်ပါသွားခဲ့တယ်လို့သိရပါတယ်ဒီလိုနဲ့နမ်မတော်မေနုကိုတောင်းတမန်အင်းရဲ့အရှိမြောက်ထောက် မေဘီရဲ့ကုန်းကန်းစံမှာရေချကဆုံးစီရင်ခဲ့ကြတယ်လို့တမိုင်းမှတ်တမ်းများအရသိရှိရပါတယ်။သူမရဲ့အတိတ်မှာ သူမရဲ့အမည်ကိုနုပေါင်းခေါ်ဖို့မဆိုလင်းနဲ့။အင်းဝတမျိုးလုံးနုဆိုတဲ့စကားလုံးတစ်လုံးတစ်လီအောင် သုံးလို့မရခဲ့ပါဘူး။အဲဒီလောက်ထိအတ္တကြီးမှာမာနခတ်ထံကဩဇာအာဏာကြီးမားခဲ့တဲ့မိဖုရားဟာဒီနေ့မှာတော့မိမိရဲ့မာနတို့ကြောင့်ပဲရှင်ဘီရင်ရဲ့အမျက်တော်ရှာကတည်တံပေးခံခဲ့ရပါတယ်။ ယခုချိန်မှာတော့ဘလောက်ပဲသမိုင်းတွေရှိခဲ့ပါစေဘေးရန်ဒီရဲ့နဲ့ကျုံလာခဲ့တဲ့အခါသင်္ခါရသဘောတရားတွေကိုမလွန်ဆန်နိုင်ခဲ့ပါဘူးအခုလိုနာဆင်အားပေးကြတဲ့မိဘပြည်သူများဘေးရန်ဒီရဲ့ခင်ရှင်ကြပါစေကတ်ဆူးတွေကိုလည်းကျော်လွှားနိုင်ပါစေလို့ကျွန်တော်ရဲ့ Fight Talk Channel မှာဆုတောင်းမေတ္တာစကားပို့လိုက်ရပါတယ်ခင်ဗျာ